ားလုံးပဲမင်္ဂလာပါရေဝရှမ်းလေးမှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ April 4ရက်နေ့ဒီနေ့မှာတော့မြန်မာဥကောင်းကို깟မိတဲ့ထိုင်းအစိုးရတိုင်ပတ်တဲ့နေ့ပါဆိုတော့ထိုင်းနိုင်ငံအတွင်းထဲမှာကျွန်တော်ထိုင်းနိုင်ငံသားတွေပြီးတော့ထိုင်းနိုင်ငံကအကြောင်းသားလူငယ်တွေပြီးတော့ထိုင်းနိုင်ငံကမီဒီယာတွေဒီနေ့သူတို့အစိုးရကိုပြန်ပြီးတော့မေးခွန်းတွေထုတ်ပြီးကြပါတယ် ဆိုတော့ဒီဈေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံသားတွေဟာလည်းဒီအချိန်မှာအချိန်နဲ့တပြေးညီအဆောင်ရနေတဲ့အကြောင်းတွေကိုတင်ပြပေးမယ်။နောက်တဲ့ဈေးခုမှာတော့လာရှိုးမြို့အကြောင်းကိုကျွန်တော်မိဘတွေကိုတိတ်ဆက်ပေးမှာပါ။ဆိုတော့လာရှိုးမှာ MNTA ကိုကတပ်ဖွဲ့ဝင်တွေအာပြန်ဆုတ်မယ်ဆိုတော့ဈေးရင်းမြစ်တွေအများအများဟာအချက်လက်တွေကွာထပ်ပေါ်လာပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင် NUG ရဲ့လက်ရှိတာဝန်ယူနေတဲ့အပိုင်းကိုကျွန်တော်တို့ပြည်သူတွေက မေးခွန်းထုတ်ကြမှာဖြစ်ပါတယ်။ဆိုတော့ဒီကနေ့တင်ပြမယ့်အကြောင်းအရာတွေဟာကျွန်တော်တို့နိုင်ငံအသီးသီးမှာရှိတဲ့နိုင်ငံအရေးတွေကိုလူငယ်တွေအားအမြဲတမ်း ခုဆสာင်နေတဲ့အကြောင်းတွေကိုကြားရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့นီဒီယိုကိုအဆုံးထိဝင်းကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘော်တအုပ်ချင်းစီတိုင်းကိประเทศไทย ไม่ต้อนรับฆาตกรเผด็จการมิตรออฟไลน์ การประชุมครั้งนี้เปื้อนไปด้วยเลือดของคนบริสุทธิ์กว่าหกพันคนนายกแทนทองพันรู้สึกยังไงครับตอนที่ได้กับมือที่เปื้อนเลือดคนบริสุทธิ์ไม่ถ่ายโอเคไม่ถ่ายโอเคถ่ายไอ้ไอ้ไอ้ พี่ทางตัวว่าเป็นประชาธิปไตยแต่ครับมากินเลี้ยงสังสรรค์กับเผด็จการทหารที่ฆ่าคนบริสุทธิ์ ประเทศไทยขออยู่เคียงข้างชาวพม่าชาวไทยไม่ยอมรับเผด็จการทหารก่อนประเทศไทยจะเอาหน้าไปไว้ที่ไหนแจ้งเจ้าหน้าที่ตำรวจประเทศไทยขออยู่เคียงข้างชาวพม่าทุกคนเขาบอกอะไร ။ဘန်ကောက်ကိုရောက်ရှိနေတဲ့ main online တဲခိုတဲ့ Shangri-La Hotel အတွင်းထဲကိုဝင်ရောက်ပြီးတော့ Thai နိုင်ငံသားတက္ကသိုလ်ကျောင်းသားလေးတူးကစနပြဖော်ထုတ်ခဲ့တာပါ။ဒီကနေ့ April 4ရက်နေ့ညနေ4နာရီခွဲဝင်းကျင်မှာပဲတခုတော့စနပြခဲ့တာပါ။တိုက်ဆိုင်မှုတစ်ခုအနေနဲ့ကျွမ်းမိွားတွေကိုပြောချင်တာက၄လပိုင်း၄ရက်နေ့ညနေ၄နာရီဝင်းကျင်မှာ ဒီเจ้าသားလူငယ်လေးကဆန္ဒပြခဲ့တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တော်လန်ရေးအတွက်ပေါ့ပြီးတော့နိုင်ငံအရေးမှာကျွန်တော်တို့ရဲ့လူငယ်တွေကအမြဲတမ်းအရှိဆုံးမှရောက်နေတာအမြဲတမ်းအရှိဆုံးမှဥဆောင်နေတယ်ဆိုတဲ့အချက်ထပ်ပြီးတော့မြင်တွေ့လိုက်ရတာပါဒီတိုင်းတက္ကသိုလ်เจ้าသားလူငယ်လေးရဲ့ပုံရိပ်ကိုလည်းကျွန်တော်တို့ ဓမ္မဘတ်တော်သားမိဘပြည်သူတွေအားလုံးဟာအမြဲတမ်းအမှတ်ရနေမှာဖြစ်ပါတယ်ဆိုတော့သူတကူတော့ဆန္ဒပြခဲ့တဲ့ဗီဒီယိုဖိုင်တွေကိုကျွန်တော်မိဘတွေကြည့်ပြီးတော့ပြီလို့ကျွန်တော်ညွှန်လင်းတယ်ဆိုတော့ဒီဗီဒီယိုဖိုင်မှာသူဟာထိုင်းနိုင်ငံရဲ့ပြည်သူတွေအားလုံးကိုစားတကူဒီဆန္ဒပြခဲ့တာဆိုတော့ main online 3ရက်နေ့လေစိတ်ကနေပြီးတော့လာမဲ့ လန်ခီးမတိုင်ခင်မှာလေထိုင်းနိုင်ငံအတွင်းမှာရှိတဲ့လူငယ်တွေဟာကန့်ကွက်ဆန္ဒပြခဲ့ကြတယ်ပြီးတော့ကျွန်တော်လက်ရှိ main online ကို ဖိတ်တဲ့ business အစည်းအဝေးမှာ main online တယောက်မဲဆိုတာမျိုးကိုလက်မခံတဲ့အဖွဲ့အစည်း300ကျော်ဟာထိုင်းဆိုရကိုကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ် ဆိုတော့ဒီလိုရှုံချမှုတွေဂျားရဲမှာပဲမင်းအောင်လှိုင်ဟာဘင်းစတက်အစည်းအဝေးကိုရောက်လာတဲ့နောက်ဆက်တွဲအနေနဲ့ထိုင်းနိုင်ငံအတွင်းထဲမှာရှိတဲ့ထိုင်းနိုင်ငံသားတွေရောပြီးတော့ကျွန်တော်တို့ထိုင်းနိုင်ငံရောက်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကလူလူကြီးကပါပုံကြွကြကန့်ကောဆန္ဒပြမှုကိုသူတို့တွေလက်ရှိကြုံတွေ့နေကြရပါတယ်ဟုတ်ပြီအဲ့ဒီမှာသူပြောသွားတဲ့စကားတွေကအာနာရှင်လူသက်သမား မင်းအောင်လှိုင်ကိုထိုင်းနိုင်ငံကမကြိုဆိုဘူးပြီးတော့အပြစ်မဲ့ပြည်သူ6000ကျော်ရဲ့သွေးတွေစွန်ထင်းနေတဲ့လက်ကိုလက်ဆွဲနှုတ်ဆက်ရတာဝင်းကြီးချုပ်ပေထုံတန်ရှန်တာဝက်အနေနဲ့ဘလို့ခံစားရလဲဒီမိုကရေစီနိုင်ငံလို့ကြွေးကြော်ထားပေမဲ့အပြစ်မဲ့ပြည်သူတွေကိုတတ်နေတဲ့ဆွေးနွေးပွဲလုပ်နေကြမရှက်ဘူးလားဆိုတဲ့မိကုန်းတွေသူမိခဲ့ပါတယ် ထိုင်းနိုင်ငံကမြန်မာပြည်သူတွေနဲ့အတူယက်တီနေပါတယ်ထိုင်းပြည်သူတွေက လူသက်ကောင်အာနာရှင်ကိုလက်မခံဘူးဆိုတော့စနထုတ်ဖို့မှုတွေကိုဒီကနေ့တွေ့လိုက်ရတယ်ပါဒါဟာအာနာရှင်တွေရဲ့အဆုံးသက်အာနာရှင်တွေရဲ့အိမ်မက်ဆိုးတွေပါဒါကြောင့်ကျွန်တော် နိုင်ငံအရေးတွေနိုင်ငံအရေးတွေမှာကျွန်တော်တို့လူငယ်တွေကအမြဲတမ်းရှေ့ဆုံးမှာရပ်တည်ခဲ့ကြတယ်အမြဲတမ်းရှေ့ဆုံးမှာပါဝင်ခဲ့ကြတာကိုကျွန်တော်ရဲ့မိဘတွေတွေ့မြင်ရမှာဖြစ်တယ်လက်ရှိကျွန်တော်တို့နိုင်ငံရဲ့အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းကာလတွေမှာလည်းကျွန်တော်တို့လူငယ်တွေကရှေ့ဆုံးကပဲပါဝင်ပိဆက်တိုက်ခိုက်ခဲ့ရတယ်ဒါကြောင့်ဒီနေ့ရဲ့ဗီဒီယိုအရေးကြီးတဲ့ အပိုင်းကလာရှိုးမျိုးကိုအကျမ်းဖတ်စစ်အုပ်စုလက်ထဲကိုပြန်ပေးလိုက်မဲ့အခြေအနေမှာအန်ယူဂျီရဲ့အရေးအသွေးနဲ့အန်ယူဂျီရဲ့ဂုံတိတ်ခါကိုကျွန်တော်ပြည်သူကမေကွန်ထုတ်ကျွန်တော်လူငယ်တွေကမေကွန်ထုတ်ပါပါဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပြီးပါလို့ကျွန်တော်ပြပါတယ်ကိုကျွန်တော်ပြောဆိုထားတာဖြစ်ပါတယ် ျွန်တော်ပြည်သူအတန်ထွက်လာတယ်ဆိုရင်တော့ကျွန်တော်လူငယ်တွေဟာဘသူမျက်နှာမှကြည့်နေမှာမဟုတ်ဘူးအကုန်လုံးကိုကင်မှာဖြစ်တယ်ကျွန်တော်မြင်ပါတယ်ဟုတ်ပြီအဲ့ဒီ time နိုင်ငံသားပရမနှစ်တက္ကိုကျောင်းသားဟာမြန်လိုက်တဲခိုတဲ့နေရာထိသွားပြီးတော့တကူတော့ဆန္ဒပြနေတဲ့အချိန်မှာပဲသူဖန်ဆီးခံရတယ်ဆိုတော့ဒီကနေ့မှာကျွန်တော်ရဲ့မိဘတွေထပ်ပြီးတော့မြင်တွေ့ရမယ့်မတူကွဲပြားတဲ့ နိုင်ငံနှစ်နိုင်ငံရဲ့လူငယ်တွေပေါ်ចောင်းသားတွေပေါ်ဆက်ဆံတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်သူကိုကျွန်တော်တို့ဒီ hotel လုံခြုံရေးနဲ့ hotel ဝန်ထမ်းတွေကအသာတကြီးပဲဖမ်းလိုက်တာပါကျုပ်တဲ့ဗီဒီယိုဖိုင်မှာတီဗီကြကြတွေ့ရမှာဖြစ်တယ်ပြီးတော့သူတို့ရဲ့ time ရက်တစ်ဖွဲ့ကိုလက်တွဲပြီးတော့အပ်လိုက်ပါတယ် time ရက်တစ်ဖွဲ့ကလည်းသူ့ကိုညနေ6:00ညဝင်းကျင်မှာ အချို့အချက်လက်လေးတွေရယူပြီးတော့ပြန်လဲလွတ်ပေးလိုက်ပါတယ်ဆိုတော့ဒီသတင်းတက်လာတယ်ဒီရုပ်တံကိုကျွန်တော်တွေးလိုက်တဲ့အချိန်မှာ ထိုင်းနိုင်ငံမှာရှိတယ်ကျွန်တော်ရဲ့ဒါမိတ်ဆွေကိုကျွန်တော်ဖမ်းပြီးတော့မေးလိုက်ပါတယ်ဒီကလေးငယ်ဘလို့ဖြစ်နိုင်လဲသူ့ကိုဒီလိုဖမ်းသွားတဲ့အတွက်ဒီကိငယ်ရဲ့အခြေအနေဘလို့ပြောင်းလဲနိုင်လဲကျွန်တော်မေးတော့သူကဘာပြန်ပြောလဲဆိုတော့ထိုင်းနိုင်ငံမှာတဲ့လူငယ်တွေကိုဖမ်းဆီးမှုပြီးတော့ចောင်းသားတွေကိုဖမ်းဆီးမှုရှိခဲ့တယ်ဆိုရင်သူတို့တွေကို အနေငယ်မေးမြန်းပြောဆိုပြီးတော့ပြန်လုပေးလိုက်တယ်ကျွန်တော်မေးတဲ့မိကုံးကိုသူအဲ့လိုလေးပဲယူယူရှင်းရှင်းကျွန်တော်ပြန်ဖြေပေးပါတယ်သူ့အတွက်စိတ်ချရသူ့အတွက်စိတ်အေးသွားကြရတယ်ဆိုတော့အဲ့ဒီစနပြမှုတကူတော့စနပြမှု ကျွန်တော်တို့အချိန်တွေအတွင်းမှာပဲကျွန်တော်တို့မြန်မာနိုင်ငံသားနှစ်ဦးလည်းဖမ်းဆီးခံရပါတယ်ကျွန်တော်ရင်ပြီးပါပြီဆိုတော့ထိမ့်သိမ်းခံရတဲ့ကိုဖြိုးပိုင်နဲ့ကိုနိုင်နိုင်ဆိုးတို့ဖမ်းဆီးခံထားရတဲ့အခြေအနေမှာလက်ရှိအကြမ်းဖက်အာဏာလုထားတဲ့စစ်ရာဇဝတ်ကောင် ပြီးတော့နိုင်ငံတကာတရားရုံးအင်တာနက်အာဂျင်တီးနားကနေပြီးတော့ဖန်ရန်ထုတ်ခံထားရတဲ့ရန်ကောင်တွေလက်ထဲကိုကျွန်တော်တို့ဒါဆန္ဒပြတဲ့အချိန်မှာဖန်စီခံလိုက်ရတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားနှစ်ဦးကိုအာနာယူရီလက်ထဲကိုမထည့်ပေးဖို့လေကျွန်တော်မိဘပြည်သူတွေအတန်ထွက်ပေးဖို့ဒေရနေပြီးတော့ကျွန်တော်အတိပေးလိုပါတယ် ဆိုတော့ထိုင်းတပ်ကလူចောင်းသားလေးကတော့သူတို့ထိုင်းနိုင်ငံအတွင်းမှာသူတို့ចောင်းသားတွေကိုဘယ်လိုမျိုးတံမိုးထားလဲသူတို့လူငယ်တွေကိုဘယ်လိုမျိုးဆက်ဆံလဲဆိုတာကိုကျွန်တော်မိဘတွေတွေ့ခဲ့ပြီးပြီတကယ်လို့ဒါကျွန်တော်တို့နိုင်ငံအတွင်းထဲမှာအဲ့ဒီလူမျိုးလူငယ်တယောက်အဲ့လိုမျိုးဆန္ဒပြခဲ့တယ်ဆိုရင်အဲ့ဒီကောင်စခန်းတော်မရောက်ဘူးလမ်းမှာတင်မဲ့ကျွန်တော်တို့နိုင်ငံသားကျွန်တော်တို့နိုင်ငံအတွင်းထဲမှာဆိုရင်တည်သွားနိုင်တယ်ဘာဆက်သွယ်မှမရဘဲနဲ့ အလောင်းတော်မှပြန်ရခြင်းမှပြန်ရလိမ့်မယ်ဒါဟာနိုင်ငံနှစ်နိုင်ငံရဲ့လက်ရှိကွဲပြားခြားနားမှုကိုကျွန်တော်ရဲ့မိဘတွေကိုတင်ပြနေခြင်းဖြစ်တယ်ဒါဟာတကယ်လက်တွေ့ပါဒါဟာတကယ်အဖြစ်ပြက်တွေ့ပါဟုတ်ပြီ။ဒါကြောင့်ထိနေခန္ဓာရတဲ့ကိုဖြိုးပိုင်တဲ့ကိုနိုင်နိုင်စိုးတို့နဲ့ပတ်သက်ပြီးတော့လေထိုင်းနိုင်ငံအတွင်းထဲမှာရှိတဲ့ကျွန်တော်တို့ရဲ့ဒါတက်ချောက်လှရှားသူတွေနဲ့ ထိုင်းနိုင်ငံမှာအတွင်းထဲမှာရှိတဲ့လူ့ပြည်သူတွေအနေနဲ့အမြဲအဆက်မပြတ်ဖို့ကျွန်တော်ဒီကနေပြီးတော့အထူးအတိပေးနေခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒါကတော့ထိုင်းနိုင်ငံကလက်ရှိအခြေအနေမှာမင်းအောင်လှိုင်ကိုလက်မခံတာကိုကျွန်တော်တို့နိုင်ငံကပြည်သူတွေနဲ့အတူတူရပ်တည်နေတဲ့အကြောင်းနဲ့မင်းအောင်လှိုင်ကိုလူပေါင်း6000ကျော်ကိုတတ်ခဲ့တယ် ဒါကစင်းထဲမှာပဲရှိသေးတယ်အိုက်ထက်ပုံများတယ်ကျွန်တော်နိုင်ငံသားတွေတက်ခံရဆိုတော့ဒီလိုသွေးစွန်းနေတဲ့လက်ကိုကင်ဆွဲမိတဲ့သူတွေအနေနဲ့ဘလို့ခံစားရလဲဆိုရဲမိကုန်းကို ထိုင်းနိုင်ငံသားကမေးသွားတာမင်းလိုင်းကို ဖိတ်ခေါ်ခဲ့တယ်မစ္စတာစီဝေး မင်းအွန်လိုင်းကိုဘလူအာမကန်ချင်းနဲ့ဖိတ်ခေါ်တာလဲဆိုတာကလည်းနောက်ွယ်မှာရှိပါလိမ့်မယ်။အာဂျင်နီးနားတရားရုံးကဖမ်းရန်ထုတ်ခံထားရတဲ့လူမျိုးတို့တပ်ဖြတ်မှုစစ်ရာဇွဲ့ကောင်ပြီးတော့နိုင်ငံတကာအင်တာပိုနိုင်ငံတကာရဲတပ်ဖွဲ့ကနေပြီးတော့လေဧပြီလတရက်နေ့မှာတည်းကထိုင်းနိုင်ငံရဲတပ်ဖွဲ့ကိုအတိပေးအကြောင်းကြားပေးပါပြီ။ဆိုတော့ထိုင်းနိုင်ငံရဲတပ်ဖွဲ့ကလည်း နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုအဖွဲ့ဝင်ပါဆိုတော့အာဂျင်တီးနားတရားရုံးကဖမ်းဝန်းထုတ်ထားတဲ့နိုင်ငံတကာရဲတပ်ဖွဲ့ကလိုချင်နေတဲ့အချမ်းဖတ်ခေါင်းဆောင်စစ်ရာဇဝတ်ကောင်လူမျိုးတုံးတပ်ဖြတ်ခဲ့တဲ့ကောင်ကိုထိုင်းရဲတပ်ဖွဲ့ကအင်တာပိုနဲ့ပူးပေါင်းပြီးတော့ဖမ်းဆီးမလား ICC ကိုပို့ဆောင်မလားဆိုတာကို ျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဂျုံနိုင်ငံအတွင်းမှာခံခဲ့ရတာဂျုံနိုင်ငံကပြည်သူတွေကောင်းကောင်းသိပါတယ်ဆိုတော့ဖက်ဆစ်စစ်တပ်ပြုတ်ကွဲနေပြီဆိုတာကတော့ဒီနေ့ထင်ရှားစွာတွေ့လိုက်ရတာပါတနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့အမေကိုတောင်ဆန်းစွတ်ကြည့်ထိုင်းနိုင်ငံကိုသွားတဲ့အချိန်မှာ ထိုင်းနိုင်ငံရောက်ကျွန်တော်တို့ကျွန်တော်မြန်မာနိုင်ငံဘွားရွှေမြမာတွေဘလူမျိုးအော်တောင်းနေကြိုခဲ့ကြလဲကျွန့်မိပါလေမှတ်မိဦးမယ်ထင်ပါတယ်ထိုင်းနိုင်ငံမှာရှိတဲ့ကျွန့်ညီကိုမောင်မတွေအကောင်းကောင်းပို့တိလိုက်မယ်ထင်ပါတယ်မေတို့တောင်စန်းစစ်ကြီးရဲ့ကားတော်မှမရက်ကသေးဘူးအဲ့ဒီမှလူအုပ်ကြီးကပြိုဆင်းလာပြီထိုင်းနိုင်ငံတွင်းထဲမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေလုံခြုံရေးတွေဘလို့ပဲတားဆီးပါတယ်ကျွန်တော်တို့လူအုပ်ကြီးကမေအိုတောင်ဆန်းစွတ်ကြည်ရဲ့အမိကိုအော်ခေါ်ပြီးတော့အမေအိုရဲ့မျက်နှာကိုမြင်ရဖို့အော်တောင်းနေဒီပုံဖြိတ်ကျွန်တော်ရဲ့တယ်လီဂရမ်မှာပြန်လည်ပြီးတော့တင်ပြီးထားပါတယ်ဆိုတော့ကျွန်တော်ပြည်သူတွေအရန်ကိုချစ်ခင်လေးစားရတဲ့အမေအိုတောင်ဆန်းစွတ်ကြည်ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့အချိန်မြင်ကွင်းနဲ့လက်ရှိ အာနာသိမ့်မင်းအောင်လှိုင်ကျွန်တော်ပြည်သူကို နေစဉ်တက်ဖြတ်နေတဲ့စစ်ရာဇွတ်ကောင်ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ကျိုးစုံမှုနဲ့ဘလို့မျိုး क्वे ပြာခြားနာလဲဆိုတာကျွန်တော်တို့ဒီကိကဘာကို ပြန်လဲပြတ်တာခဲ့ပြီးဖြစ်ပါတယ်ဒါဟာမင်းအောင်လှိုင်လို့ကောင်မျိုးကိုကျွန်တော်တို့ရဲ့ပြည်သူတွေ့ ဘလောက်ထိယွန်ရှားမုံသီးလဲဘလောက်ထိဒီကောင်းစန့်ကျင်ကက်ကော့လဲဆိုတာကိုနိုင်ငံကကိုသိစေခဲ့တဲ့ဖြစ်ရပ်ဘေးဆက်စီဝေးကိုမင်းအွန်လိုင်းရောက်လာတာလဲတမျိုးကောင်းတယ်အချို့ကတော့ဆိုကြမယ်အဘေးဆက်စီဝေးဖိတ်ခေါ်ခံလိုက်ရတယ်မင်းအွန်လိုင်း သူ့အတွက်နိုင်ငံတကာအပေါ်ရောက်လာတဲ့စင်မြင့်သူ့အတွက်နိုင်ငံတကာစင်မြင့်အထက်ကိုခွေးတို့ပေါက်ကနေပြီးတော့ဝင်ရောက်ခွင့်ရလိုက်တဲ့အခွင့်အရေးနိုင်ငံတွင်းထဲမှာငလင်တန်းကြောင့်ကျွန်တော်တို့ပြည်သူတွေနေစဉ်တေချေပျက်စီးငိုကြွေးနေတာတွေအကုန်လုံးကိုကြောခံပြီးတော့သူ့ရဲ့ရအောင်ရခွဲဒီအခွင့်အရေးလေးကိုစုပ်ကန်ပြီးတော့ခွေးတို့ပေါက်ကနေပြီးတော့ထိုင်းနိုင်ငံဘစ်စတအစည်းအဝေးကိုပျော့ပျော့ကြီးလာတက်တဲ့ မင်းအောင်လှိုင်ဆိုတော့ကျွန်တော်အမြင်ကတော့ဒါဟာဒီကောင်ရဲ့သိဆုံးကံဒီကောင်ရဲ့ကြဆုံးကံပါထိုင်းနိုင်ငံဘင်းဆက်အစည်းအဝေးကိုအဲ့ကောင်ရောက်မလာဘူးဆိုရင်ထိုင်းနိုင်ငံရဲ့ကျွန်တော်တို့နိုင်ငံသားတွေရဲ့ဒီနေ့ထုတ်ဖော်လိုက်တဲ့စာနာတွေကိုလည်းကျွန်တော်တို့မြင်ရမှာမဟုတ်ဘူး ပြီးတော့နိုင်ငံတကာ Interpol ရဲတပ်ဖွဲ့ကနေပြီးတော့ထုတ်ပြန်ချက်ကိုထိုင်းနိုင်ငံကရဲတပ်ဖွဲ့အနေနဲ့ပူပေါင်းဆောင်ရွက်မှလာဆိုတဲ့မိကွန်းတွေကိုလည်းကျွန်တော်တို့စောင့်ကြည့်ရမှာမဟုတ်ဘူးပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုနိုင်စင်ရဲဆက်ဆက်ဘုံကျက်တက်ဖြတ်ပြီးတော့ညီမျိုးစုံနဲ့ညှင်းမှန်းနှိပ်စက်နေတဲ့ကောင် အပေါ်ကိုထိုင်းနိုင်ငံသူထိုင်းနိုင်ငံသားတွေထိုင်းနိုင်ငံကလူငယ်တွေဘလိုမျိုးသဘောထားလဲဆိုတာကိုကျွန်တော်တို့ဒီနေ့တွေ့လိုက်ရပါတယ်ဒါဟာကျွန်တော်တို့အားလုံးရဲ့အောင်ပွဲတစ်ခုပါဆိုတော့ဒါဟာတကယ်ကိုခံနာတယ်ကျွန်မပြီးပါတယ်ခံနာတယ်ဆိုတော့နေအွန်လိုင်းအနေနဲ့ကတော့ဒီ business အစည်းအဝေးကြီးမှာအာသူ့ကိုဖိတ်ခေါ်တဲ့အတွက်ငါဟာ ဒီနိုင်ငံကိုအုပ်ချုပ်ခွင့်ရနေတဲ့ခေါင်းဆောင်ငါဟာဒီနိုင်ငံရဲ့ဘယင်ငါဟာဒီနိုင်ငံရဲ့စစ်ဦးစီးချုပ်ငါဟာဒီနိုင်ငံရဲ့ဝင်ကြီးချုပ်ငါဟာဒီနိုင်ငံရဲ့သမရဆိုတာကိုအာဆီယံအဖွဲ့ဝင်တွေအာရှကနိုင်ငံတွေကလက်ခံသွားပြီးတော့ဆိုရဲအတွေ့အမျိုးလဲတွေးနိုင်ပါတယ်။ဒါမဲ့သူထားနိုင်ငံကိုဝင်ရောက်တဲ့အချိန်မှာသူ့ကိုကြိုဆိုတဲ့ပုံစံတွေကိုအသေးစိတ်ထရန်ပြီးပါတယ်။ ြည့်မယ်ဆိုရင်မြင်တွေ့ရနိုင်ပါတယ်ပြီးတော့ခြားသောဒါအိန္ဒိယဝန်ကြီးချုပ်တွေကိုတွေ့ဆုံတဲ့လက်ခံတဲ့ပုံစံနဲ့သူ့ကိုလက်ခံတဲ့ပုံစံကိုပြခြားနာနေတာကိုလည်းတွေ့ရမှာဖြစ်တဲ့လေစိတ်ကနေပြီးတော့လေရင်ပေါ်ကဆင်းတာနဲ့သွားကြိုတဲ့သူကြောက်ရမိပါမင်းအောင်လှိုင်းကိုလေစိတ်မှာသွားကြူတာထိုင်းနိုင်ငံကအလုသမားကြီးကဝင်ကြီးဒါကြောင့်ကျွန်တော်အရှိမပြောရဲကိုအဆင့်နဲ့ကိုပဲ ထိုက်တန်ဂျာမန်ရင်ကဝင်ကြီးတွေလာတဲ့အချိန်မှာထိုင်းနိုင်ငံကဝင်ကြီးချုပ်ကိုယ်တိုင်သွားကြိုတယ်မင်းတို့လှိုင်ကိုကြတော့ထိုင်းနိုင်ငံကအလုသမားဝင်ကြီးနေပဲကျူစုစေခဲ့တယ်ပြီးတော့နှုတ်ဆက်တဲ့ပုံမှာလည်းပဲကျွန်တော်တို့ထူးခြားစွာတွေ့ရမှာဖြစ်တယ်ကျွန်တော်အခြားသောဝင်ကြီးချုပ်တွေကိုထိုင်းနိုင်ငံဝင်ကြီးအနေနဲ့ဒါနှုတ်ဆက်တဲ့နေရာမှာထိုင်းရဲ့ယဉ်ကျေးမှုရိုးရာအရာ လို့ချီပြီးတော့နှုတ်ဆက်ပါတယ်အဲ့တော့ပေတုံတန်ရှင်နာဝက်အနေနဲ့မင်းအောင်လှိုင်ကိုနှုတ်ဆက်တဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်မိပါတယ်ပြန်ကြည့်ပေးပါပြီးသွားရင်တော့ကျွန်တော်တွေ့ရမှာဖြစ်ပါဒါဟာကျွန်တော်တို့ပြည်သူအလုံးရဲ့အောင်ပွဲပါဘင်းဆက်စီဝေးမှမင်းအောင်လှိုင်ဒါအောင်ပွဲကြီးတစ်ခုလိုမျိုး तू ကတော့ तू အိမ်မက်ကြီးပြီးတော့ तू ကတော့ဒါသူ့ရဲ့အတွေးတွေနဲ့ နိုင်ငံတွင်းမှာငိုကြွေးနေတဲ့အတန်တွေကိုအကုန်ကြောခိုင်းနိုင်ငံတွင်းမှာပြန်လေတိဆောက်ရေးဆိုတဲ့အရာတွေသူနဲ့မဆိုင်သလိုကျွန်တော်တို့ပြည်သူတွေဖြစ်ချင်တာဖြစ်ထိုင်းနိုင်ငံမှာတက်တက်ကမဲ့ဒီစီဝေးအတွက်ဦးစားပေးလာခဲ့တဲ့မင်းအောင်လှိုင်တကောင်အခုအချိန်မှာစားလို့မဝင်အိတ်လို့မပြောဖြစ်နေတဲ့အခြေအနေဇိုးတွေနဲ့ရင်ဆိုင်နေရပါ Interpol နိုင်ငံကရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့ထိုင်းရဲတပ်ဖွဲ့ကသူ့ကိုဖမ်းပြီးတော့ ICC ကိုပို့လိမ့်မလားဆိုတဲ့စိုးရိမ်ချက်တွေလည်းရှိနေပါတယ်ဆိုတော့အဂျင်နီယာတရားရုံးရဲ့ဖမ်းရန်အသက်ဝင်မှုပြီးတော့ကျွန်တော်နိုင်ငံကရဲတပ်ဖွဲ့တွေရင်ပူးပေါင်းဆောင်ရွက်မှုဒါတွေကိုကျွန်တော်တို့ပြည်သူတွေအနေနဲ့တမိုင်းမှတ်တမ်းတင်ရေးထုတ်ဖို့အတွက်အသေးစိတ်စောင့်ကြည့်နေကြပါတယ်ဟုတ်ပြီ ဒီမှာကျွန်တော်မိဘတွေကိုနောက်ထပ်တင်ပြပေးစရာအခုရှိပါတယ်အဲ့ဒါကတော့လာရှုကနေပြီးတော့ MNDA စုတ်ခွာဖို့တေချာသွားပြီလား MNDA တပ်ဖွဲ့ဝင်တွေကလာရှုကနေပြီးတော့စုတ်ခွာဖို့ပြင်ဆင်နေပြီးဆိုတဲ့သတင်းတွေအများပြားတက်နေပါတယ်ဆိုတော့ကျွန်တော်ကတော့မြေပြင်ကိုပဲဆက်သွယ်ပါတယ်မြေမြေကိုပဲမေးမြန်းပါတယ် ဆိုတော့အမန်တီစုတ်ခွာရတဲ့အကြောင်းရင်းတွေဟာတရုတ်ရဲ့ဖိအားတွေအလွန်ကိုပြောမပြနိုင်တော့အောင်အများအပြားခံစားနေရတဲ့ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ပြည်သူတွေသိကြရပြီးပါပြီဆိုတော့ကျွန်တော်လူငယ်တယောက်အနေနဲ့ပုံမှန်လေးလေးပဲတင်ပြပါရစေ MNDA ဟာတရုတ်ဖီအားအောက်ကနေပြီးတော့သူရုံးမထွက်နိုင်တာကို ကျွန်တော်တို့လက်ခံပေးလို့ရတယ် ် MND ကတရုတ်ဖိအားကြောင့်လာရှုကနေပြီးတော့စုပ်ခွာရမယ်ဆိုရင်လေကျွန်တော်တို့လက်ခံပေးလို့ရတယ်ဒါပေမဲ့တမိုင်းတရခံနဲ့ကျွန်တော်တို့နေဦးတော်လှန်ရေးရဲ့အခုလာရှုကနေပြီးတော့ MND စုပ်ခွာသွားမယ်အခင်းချင်းမှာ NUG ရဲ့အရှိအသွေးနဲ့ NUG ရဲ့အရှိအချင်းကိုကျွန်တော်တွေ့ရမှာဖြစ်တယ် ဆိုတော့ MNDA လာရှုကနေပြီးတော့စုတ်ခွာတာ MNDA အလို့ဒါပေမဲ့ကျွန်တော်တို့ရှမ်းမြောင်းစစ်စင်ရေးမှာကျွန်တော်တို့လူငယ်တွေအသက်တွေပြီးပြီးတော့တိုက်ခိုက်ခဲ့ရတာ MNDAA ကိုကန်တပ်ဖွဲ့ဝင်တွေကြီးပဲတတ်တတ်ဆိုရင်ကျွန်တော်တို့ဘာမှဝင်ပြောစရာမလိုပါလဲပါမှာမဟုတ်သူတိုက်ထားတယ်ဟုတ်ပြီသူကငပြန်ပေးရပြသူကိစ္စဒါပေမဲ့ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့လူငယ်တွေအသက်သွေးချွေးအမြောက်အများပိတ်ဆက်ခဲ့ရတယ်ကျွန်တော်တို့လူငယ်တွေရဲ့ အနာဂတ်တွေပျောက်ဆုံးခဲ့ရတယ်။ကျွန်တော်လူငယ်တွေရဲ့ရည်မှန်းချက်တွေအများကြီးကျွန်တော်တို့ရဲ့အသွေးနဲ့တွန်းလောင်းခဲ့တဲ့နေရာဖြစ်တယ်။ဆိုတော့အဲဒီရဲ့ခင်းချင်းကို NUG ကအပြေအဝတာဝန်ယူရမှာဖြစ်တယ်။ဆိုတော့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့ကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်တင်ပြပေးမှာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ပြီတူမလိုလားတဲ့အရာမှန်များကျွန်တော်ပြီတူမကြိုက်တဲ့အရာမှန်များဟာကျွန်တော်တို့လူငယ်တွေမကြိုက်တဲ့အရာဖြစ်ပါတယ် ဆိုတော့ဒီကနေ့မှာဒီကုန်းချုပ်အနေနဲ့ကျွန်တော်မိဘပြည်သူတွေကိုအတိပေးစရာလည်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ငလင်ဒဏ်ခံစားနေရတဲ့ကျွန်တော်တို့ပြည်သူတွေအကြောင်းနဲ့ငလင်အတွက်ကူညီနေကြတဲ့ဒါလူတွေနေကြတဲ့မိဘပြည်သူတွေကိုသိစေချင်တာပါအခုငလင်လှုပ်ခတ်ခဲ့ပြီလှုပ်ခတ်တဲ့ဒဏ်ကိုလည်းကျွန်တော်တို့အမြောက်အများခံခဲ့ရပြီတိဆုံးမှုတွေကလည်းယနေ့အချိန်ထိတိုးပွားနေစေကျွန်တော်တို့ လက်ရှိကျွန်တော်ကုညီမှုတွေလှူဒန်းမှုတွေဟာတနည်းစာတရက်စာရပိုင်းကိုပဲဖြည့်ရှင်းနိုင်ပါတယ်။ငလင်တန်ကြောင့်ပြိုပြိုချခဲ့တဲ့ပျက်စီးခဲ့တဲ့အရာတွေကိုပြန်လည်တိဆောက်ရမယ်။အချိန်တွေတိဆောက်ရမယ်။အစီအစဉ်တွေအများကြီးရေးဆွဲဖို့လိုပါတယ်။ဟုတ်ပြီ။အဲ့ဒီပြန်လည်တိဆောက်ရေးတွေကိုဘယ်သူကတောင်းဝန်ရှိပါလဲ။ဒါမှဘေးရနေတဲ့အကြောင်းပြိုချခဲ့တဲ့ ။ဦးမဲအိမ်နဲ့ဖြစ်ခဲ့တယ်။ပြီးတော့ဒေါကိတာဖြစ်ခဲ့ရတယ်။ပြီးတော့ကျမ်းမာရေးစိုးစိုးဝါဝါထိခိုက်ခဲ့ရတယ်ကျွန်တော်ပြည်သူကဘယ်သူကတာဝန်ရှိပါလဲ။ဒါအရေးကြီးပါတယ်။ဆိုတော့ကျွန်တော်ရဲ့မိဘပြည်သူတွေငလင်ဒံမာငလင်ဘေးမှာကုညီနေကြတဲ့ညီကိုမောင်မတွေကိုအဓိကပြောချင်တာကတော့ကျွန်တော်ငလင်တန်းရောက်ခန်းစားခဲ့ရတဲ့ကျွန်တော်နိုင်ငံကပြန်လည်တိဆောက်ရေးတွေပါထည့်သွင်းပြီးတော့စဉ်းစားရမှာ ရေတူဖို့ပဲနဲ့ရေရှည်ဖြစ်ပါကြောင်းကျွန်တော်ပြောကြားလိုပါတယ်။နေပြည်တော်မှာငလင်လောက်တဲ့အချိန်မှာ အချမ်းဘတ်ခေါင်းဆောင်မင်းအောင်လှန်ရသူ့ရဲ့သားသမီးတွေကိုအထူးရဟတ်ရင်တွေနဲ့ခေါ်ထုတ်ပြီးတော့ရန်ကုန်ကိုပို့ဆောင်ခဲ့တယ်ကျွန်တော်ရဲ့အမိပါမိမိမှာစိုးလို့ပါသူ့ရဲ့သားသမီးတွေကိုကျတော့အထူးရဟတ်ရင်နဲ့ခေါ်ပြီးတော့ပြူချလူစေအဆောက်အဦတွေမှာ မလုံးချုံမှာဆိုးလို့ရန်ကုန်မှာခေါ်ထားတဲ့မာအာလာကျွန်တော်တို့ပြည်သူတွေအတော့တော်သူဘာစီစဉ်ပေးထားပါသလဲလေးရလေးလာလေးနာရီမှာကျွန်တော်တို့လူငယ်တွေလှုပ်ခတ်ခဲ့တဲ့ဒီနေ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြင်ပါတယ်တွေးစရာအများကြီးစဉ်းစားစရာလေးအများကြီးရှိနေပါကြောင်းတင်ပြရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုအဆုံးသတ်ပြစေ နောက်လာတဲ့ဗီဒီယိုတွေဒီချက်ပိုကောင်းကျွန်တော်ကြိုးစားပေးနေပါတယ်။လက်နက်ပေးစစ်ပေးကပ်ပေးကြောက်နေတဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘပြည်သူရဲဘော်ရဲဘက်တအုပ်ချင်းစီတိုင်းဘေးရနဲ့ကင်းရှင်းပါတဲ့ကြောင်လေးလေးနက်နက်စစ်တောင်းရှင်းနေကျွန်တော်ရဲဘော်ရှမ်းလိုက်ပါ